ခွန်ရဲ့သားသမီးပေါင်းတို့နှလုံးစေဝံအေးချမ်းရပါသည်ခွန်ရဲ့ဖွာရှင်နေတဲ့သားသမီးပေါင်းတို့နှလုံးစေဝံအေးချမ်းရပါသည်အိမ်မက်ရာမက်ကောင်းသာမတ်၍နှစ်သက်ကြည်သာအိပ်ဆက်နိုင်ကြပါသည်ကောင်းသောမူသောလင်းရောက်၍ထားမြောက်နိုးချားနိုင်ကြပါသည်တွားလေလာလေရဘေးရှင်းရန်ရှင်းကြပါသည်အန်ရဲ့ကင်းရှင်းကြပါသည် ဒါနာပြုနိုင်ပါသည်ဒါနာကျိုးတည်ဖို့နိုင်ပါသည်လူဒါနာတွေပြုနိုင်ကြပါသည်အတန်ရေတွေခန္ဓာကိုယ်တွေအနေရတွေကင်းဝေးကြပါသည်အေးချမ်းခြင်းရှိကြပါသည်ဖေယတရားပြုလုပ်ပါဝိပဿနာတရားထိုင်မှာဝိရဏတရားဥသာပေးထိုင်မှာအဓိကထိုင်မှာ ဝိပဿနာတရားမထိုင်နိုင်မမှတ်နိုင်ရင်မပြုနိုင်ကုံတော်ကာရာရေရွတ်ပါကုံတော်ရေရွတ်ပါကာရာရေရွတ်ပါခုံတော်ကာရာရေရွတ်ပါခုံတော်ပြီးစိတ်ပါကုံတော်ကိုပါလုံးမစိတ်နိုင်ရင်ကြိုက်နှစ်တရားကုံတော်ကိုစိတ်ပါကုံတော်ကိုပါထဲမှာတပါးပါးကိုစိတ်ပါသူကြမှုကိုရပါလိမ့်မယ် အဓိကတော့တရဏုံ၃မှာကိုအဓိကထားစိတ်ပါရဏ၃မှာအဓိကထားညာအေးရာဝင်တိုင်းနဲ့တော့နလား၅ပါးကိုဥဒိထားဘုရားရှိခိုးမှာအိပ်ပါမနဲ့မိုးလင်းရောက်တဲ့အခါမှာជីတာရှင်ပြနဲ့ဘုရားရှင်ရှိခိုးပူတော်ကြတော့ပါနဲ့တော့နလား၅ပါးပူဇော်ကြတော့ပါ အားလုံးဘေးရန်နေကင်းကြပါစေအန္တရာယ်တွေကင်းရှင်းကြပါစေလောက်ကိုင်းကြံစီများတွေအောင်မြင်တိုးတက်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခொနယ်သားစီပေါင်းတို့ကာရာတွေကိုသွသွမြမြရွတ်ဂုံတော်တခုကိုသွသွမြမြရွတ်ပါပတိစိတ်ပါပတိစိတ်တဲ့ခါမှာပတိပေါ်မှာစိတ်လေးကိုကတ်ထားပါ တတ်နိုင်သလောက်စိတ်ပါပြီးစိတ်မယ်တရားထိုင်မယ်နော်တရားစထိုင်ပြီးဆိုဝိပဿနာတရားကိုထိုင်ပြီးဆိုရင်ပြီးစိတ်ပြီးဆိုရင်အရင်ဆုံးမြတ်တာပို့ပါမိမိရောက်တဲ့နေရာမိမိစိတ်မဲ့နေရာဖះရသေးဒီပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် ိမိဒိဋ္ဌံဝင်မဲ့နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရောက်ရောက်ယင်ဟူသောမြတ်